2025ခုနှစ်ကိုကုန်တော့မယ်။တင်္ဂါသာသမီမိတ်ဆွေတွေအကန့်ရှင်းနေဘလို့ရှိလဲ2025ခုနှစ်ဟာမိတ်ဆွေရင်ကတော့အခုဆိုလို့ရှိရင်နိုဝင်ဘာနောက်လဆိုရင်ဒီဇင်ဘာကိုရောက်ပြီ။အဲဒီဇင်ဘာကိုရောက်ပြီဆိုတော့မိတ်ဆွေအင်္ဂါသာသမီများအနေနဲ့2025ခုနှစ်ကမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလား။သို့မဟုတ်ရင်ကံညံ့တဲ့နှစ်များဖြစ်ခဲ့သလားဆိုတာဆရာကိုမှန်းပြကြပါဦး။ဒါအပြင်အင်္ဂါသာသမီမိတ်ဆွေတွေအနေနဲ့ဆရာငယ်ဟောစရာနေတိုက်ဆိုင်ရလားဆိုတာလည်းဆရာကို မှန်ပြီကြပါဘူး2026ခုနှစ်အတွက်ဆံခေနားမှာတနစ်စာဟောစရာလိုချင်တဲ့မိတ်ဆွေများဆရာရှိမှာမှာလို့ရပါပြီခင်ဗျာ2026ခုနှစ်အတွက်တနစ်စာဆရာ1368ကိုကုန်ပြီ88ကြရင်တော့ဗမာတကြံကုန်ငန်းကြီးကြရင်တော့ဆရာတနစ်စာဟောစရာနေမပြီးတော့ဘူးအဲဆရာဟိုတကြံစာဟောစတဲ့နေရောအဲပြီးတော့ခါကြတော့ဟိုတကြံစာဟောစတဲ့နေရောဏီသားတစ်ခုချင်းစီရောဆရာရိုက်အောင်မှာဆိုတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဆရာက၂၀၂၀ အဲ6ခုနှစ်တော့ကိုပဲဆရာအင်္ဂလိပ်ခုနှစ်ကိုပဲခရစ်နှစ်ကိုပဲဆရာပေးလိုက်တော့မယ်ခရစ်နှစ်မှာတနစ်စာဟောစရံမှာလူတဲ့ဆရာငယ်မိတ်ဆွေများအဲတချို့မနစ်ကမရလိုက်ဘူးဆိုတော့မိတ်ဆွေများဒီနှစ်ကိုတော့ဆရာကိုကြိုတင်စင်းသွင်းပြပါခင်ဗျာဆရာဟောစရံကိုတော့တယောက်ချင်းစီအချိန်ပေးပြီးတော့ဆရာရေးနေပေးရတာဖြစ်တဲ့အတွက်တနစ်စာဟောစရံကိုဆရာမိတ်ဆွေတို့အနေနဲ့အဲအင်္ဂါသာသမီမှာမဟုတ်ဘဲနေသားမစု2026ခုနှစ်အတွက်တနစ်စာဟောစရံမှာခြင်းနေဆိုရင်မနစ်ကဈေးအတိုင်းပါပဲတယောက်ကို9000ကျပ်ပါအဲလအလိုက်ကြမ်းမိုက်စီဝိုင်းလူမှုရေးအစားလို့အဲလအလိုက်ဆရာတို့6000 ောင်ရံအကျိုးပေးကဏ္ဍအကျိုးပေးအရောင်လေးအပြင်ကိုတနှစ်စာဟောစတဲ့နေပါအပြင်ဆရာကရေတရားလေးပါဒီနှစ်ကိုဆရာဘာလက်ဆောင်ထည့်ပေးလိုက်မလဲမေးဘူးတဲ့သူကတော့သိပါလိမ့်မယ်ဆရာငယ်နှမတနှစ်စာဟောစတဲ့လူကျင်တဲ့မိတ်ဆွေများစီးရင်တော့ကြိုပေးထားပါခင်ဗျာတို့တော့ဆရာရမရတော့ပြန်ဆက်သွယ်ပေးပါမယ်နဲ့ဆရာအေးစစ်စစ်အချိန်ပြပြရတာဖြစ်တဲ့အတွက်တော့အဲ့ဒါလေးတခုကိုတီးခံပေးဖို့လူကကြောင်းဆရာကပြောရင်းနဲ့ကောင်းပြီဒီနှစ်2025ခုနှစ်မှာဆိုရင်တော့အင်္ဂါသာသမီတွေအင်္ဂါသာသမီမိတ်ဆွေတွေကတော့အရန်ကြီးထု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 တော့အပြောင်းလဲဖြစ်မှာမဟုတ်ပါဘူး ပြီးခဲ့တဲ့2024ရလောက်တော့ညံ့ခဲ့တာမဟုတ်တာဖြစ်တဲ့အတွက်အင်္ဂါသသမိမိတ်ဆွေတို့နေနဲ့2025ဟာမိတ်ဆွေတို့အတွက်တော့အအခုလက်ရှိအချိန်နေမှာဆိုရင်တော့မိတ်ဆွေတို့ဘလို့ဖြတ်တန်းနေရသလဲတေချာတဲ့အင်္ဂါသသမိမိတ်ဆွေတွေကမိတ်ဆွေတို့ရဲ့ယင်ထဲမှာကဘာကူမှတေချာတဲ့ဂယူးဆိုင်ခြင်းတွေဘာကူမှစိုးရိမ်ခြင်းတွေတော်ုံတန်ယုံအဲမိတ်ဆွေတို့အနေနဲ့ဘာကူမှအသိပြီးတော့အဲမကျင်နှက်စိတ်တွေဘာကူမှစိုးရိမ်ပူပန်မှုတွေတိတ်ရှိတော့မှာမဟုတ်တဲ့အပြင်ကိုအဲ လောကဓာတ်ကို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 ရင်ဆိုင်သွားနိုင်တဲ့သူမျိုးတွေဖြစ်လောက်ပြီးကိုကိုကိုငါတိချက်ပို့ပြီးတော့အဲစူးစမ်းနိုင်တဲ့ပုံကိုတွေဖြစ်လောက်ပြီးငါတိချက်ပို့ပြီးတော့အဲအစင်ပြောင်စူးစမ်းနိုင်တဲ့ပုံကိုတွေငါတိချက်ပို့ပြီးတော့အဲလောကဓာတ်ကိုခံနိုင်သွားပြီဆိုတဲ့ပုံကိုမျိုးတွေဖြစ်မှာအသေးချာပဲဖြစ်တယ်တို့ပြင်အင်္ဂါသမိမိတ်ဆွေတွေဟာဒီ2025ခုနှစ်မှာတော့မိတ်ဆွေတို့နေနဲ့လက်ရှိကံရှိနေကွာရှိနေတဲ့အတိုင်းဒါလေးကိုပြန်ပြီးတော့တစ်ချက်ပြန်သုံးသပ်ကြည့်ရမှာ မိတ်ဆွေအင်္ဂါသားသမီးတွေက2025မှာလက်ရှိအတိုင်းတာကဆရာကြီးအဆင်ပြေနေတယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့တခြားတဲ့လက်ရှိအတိုင်းတာထံနေကြသွားနိုင်စရာဘာမှမရှိတော့တဲ့နှစ်ဖြစ်တယ်။ထို့အတူပဲဒီချက်ပို့ပြီးတော့မိတ်ဆွေတို့ဆရာကြီးကျွန်တော်ကျမတို့ကတော့ဒီတစ်နှစ်ကကံကောင်းခဲ့ပါတယ်ဆိုရင်လည်းတခြားတဲ့မိတ်ဆွေကံကောင်းမှုတွေကိုရှေ့တိုးပြီးတော့ဒါထိမ့်သွားပါလက်ရှိရှိနေတဲ့အနေထားတတ်တော့ညံ့နိုင်စရာလက်ရှိရှိနေတဲ့အနေထားတတ်တော့ဆုံးဖြတ်မှုတွေ အောက်ကိုတစုပ်ထိုးကန်ဟာ destroy ဖြစ်သွားနိုင်စရာတထဝါလိုမျိုးလုံးဝပျက်စီးသွားနိုင်စရာတီးဖြစ်သွားနိုင်စရာတော့ဘာမှမရှိတော့တာအသေးချာပဲဖြစ်တယ်သို့တော့မိစုတို့တိကြဖို့လိုတာပေါ့ကန်ဆိုတဲ့နေရာမှာလဲကိုကတော့ကန်ကိုကောင်းမွန်အောင်အဲကန်ညာဝရိယသုံးပါးနဲ့ဘေဒင်ဆရာကကန်ကောင်းမယ်ပြောတော့လဲမိစုတို့ကကန်စတာကိုကိုကအဲရရတယ်ဗျာတော့ဗေဒင်ဆရာကန်ကောင်းမယ်ပြောတော့များလဲကိုကကန်စတာကိုလုံးဝမှတမဟုတ်ဘူးညံ့သွားအောင် လုံးဝမှကိုကိုကိုအဆင်မပြေအောင်တော့ အဲဥမာဘောအလောင်းကစားတွေတောက်စားမှုရပျော်ပါနေတာမျိုးမှမဟုတ်လို့ရှင်တော့မိတ်ဆွေတာမန်ယူကြလုံနေတိုင်းထပ်ပို့ပြီးတော့တောင်တိုးလို့လို့ရပါတယ်တိတက်နှိမ့်ချသွားနိုင်စရာတိတက်စိုးရိမ်နိုင်စရာတိတက်ကြာရှုံးသွားနိုင်စရာတော့ကျွန်တော်အနေနဲ့ဒီ2025ခုနှစ်ဟာမမြင်တဲ့အပြင်ကို2026ကိုဆရာတို့အဲဇန်နဝါရီ ဖေဖော်ဝါရီမတ်လလောက်ထိကိုဘာမှစိုးရိမ်စရာမရှိပဲဖြတ်တန်းလို့ရတယ်လက်ရှိရှိနေတဲ့အနေထားဟာလက်ရှိရှိနေတဲ့အနေထားတော့ညံ့သွားစရာမရှိပဲနဲ့ရင်းနှီးစရာရှိတာလှုပ်ဆောင်စရာရှိတာချီတိုးဆောင်ရလှုပ်ဆောင်လိုက်ပါဘာမှကိုစိုးရိမ်စရာဘာမှကိုညံ့နိုင်စရာဘာမှမတွေ့ရဘူးသို့တော့လက်ရှိမှာအစီအမပြေခက်ခဲနေတဲ့မိတ်ဆွေများဒီကာလဟာဆရာတို့ဒီဇန်နဝါရီ sorry ဟိုဒီဇင်ဘာ12ရက်နေ့လောက်ကနေပြီးတော့ဆရာတို့မတ်လအတော်အတွင်းမတ်လ22ရက်နေ့လောက်အတော်အတွင်းထိကိုမိတ်ဆွေတို့အနေနဲ့ဘာကုန်းမစိုးရဲရဲကြီးဆုံးဖြတ်ရဲရဲကြီးလုတ်ပြီးရဲရဲကြီးတက်ပြီးတော့လှုပ်ဆောင်စရာရှိတာကိုဒီ2025ခုနှစ်မှာအဖက်တင်အောင်တနည်းအားဖြင့်ပြောရင်တကူးလမရောက်ခင်အတိုင်းတာတကူးထိကိုအဖက်တင်အောင်စ조사ဆုံးဖြတ်ဆောင်ရွက်တင်တယ်လို့မြင်တယ်ဒါကြောင့်မလို့အင်္ကာသားမိတ်ဆွေတွေအနေနဲ့ဘာကုန်းမစိုးအိုးရင်ချမ်းမြေဝယ်ဖို့ကိစ္စများစဉ်းစားနေသလားတိတ်ပြီးတော့ရှိရှိဝေးတိတ်လုံနေတယ်ဝယ်ပြလိုက်နေရာထိုင်ခင်းကိစ္စအပြောင်းအရွှေ့အတွက်စဉ်းစားနေလားချီ ကိုဆောင်ရွက်လှုပ်ဆောင်လိုက်စပစီကိစ္စစားသောက်ဆောင်ကိစ္စစံစီစေစားဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းတိုးချဲ့လှုပ်ဆောင်ခြင်းတွေအစုရှယ်ယာစုရင်းနဲ့ပတ်သက်တာတွေဘာကုန်မစို့ချိတို့ဆောင်ရွက်လှုပ်ဆောင်ပါဒါဆိုရင် အားသာတိုးတက်ပြီးတော့ကံကောင်းနိုင်တဲ့ကာလအဖက်တင်နိုင်တဲ့ကာလဖြစ်ပြီးလက်ရှိရှိနေတဲ့နေသားထက်နှိမ့်ကြသွားနိုင်ကြ စူရီနေစရာဘာမှမရှိဘူးသို့သော်ဆရာပြောတဲ့မတ်လ20နှစ်အနောက်ပိုင်းကြာရင်တော့မတ်လလေနောက်ပိုင်းလောက်ကြာရင်တော့ကံကတမျိုးတစ်ပုံပြောင်းလဲလာလေဦးမယ်တမျိုးတစ်ပုံပြောင်းလဲလာမယ်ဆိုတော့အဲ့ဒီအချိန်ကြာရင်တခြားပြန်ပြီးတော့ဆရာကပြန်ပြောပြီးမယ်သို့သောအင်္ဂါသာသမီးတွေကလက်ရှိကန်ဆာတာရှိနေရဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်တင်တဲ့နှစ်လှုပ်ဆောင်တင်တဲ့အပိုင်းရှားကာလာကိုရောက်တဲ့အတွက်အခု TV ကိုမိတ်ဆွေမျိုးကြည့်နေတဲ့မိတ်ဆွေအင်္ဂါသာသမီးတွေနေနဲ့ကံကိုဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်တင်တဲ့ကံရဲ့အဲ ဖိမမှုထောက်ကူမှုဒီထက်နှိမ့်ချသွားနိုင်စရာလက်ရှိရှိနေတဲ့အနေထားထက်ကြာချုံးသွားနိုင်စရာဘာမှမရှိတော့တဲ့အနှစ်ဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီဆရာတို့အဲဒီဇင်ဘာက ဇန်နဝါရီဖေဖော်ဝါရီလအတွင်းမှာဘာကိုမဆိုအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ဆောင်ရွက်ရှေ့တူဆောင်ရွက်လှုပ်ဆောင်ရင်ဒီထက်နိုင်ကြသွားနိုင်စရာမရှိဘူး။ဒိုနီမို့ဆရာကြီးကျွန်တော်ကျမတို့ကတော့အစင်မပြေတဲ့သူတွေအဲကျွန်တော်တို့ကတော့ဒီတစ်နှစ်ကဘယ်ကနေဘလို့စအမှန်မသိတဲ့မိတ်ဆွေများလဲအပြောင်းလဲလေးနဲ့ရုန်းကန်လိုက်တဲ့နှစ်ဖြစ်တယ်။အပြောင်းလဲနဲ့ရုန်းကန်တဲ့နေဆိုတော့ဘလို့ရုန်းကန်တဲ့နာတော့အာလက်ရှိရှိနေတဲ့နေရာကြီးအလုံးဟောင်းလုံငန်းဟောင်းယူဖတ်တွယ်ညှိတွယ်နေတဲ့သူမျိုးသားဖြစ်ပါလိမ့်မယ်။အလုံးဟောင်း လုပ်ငန်းဟောင်းယူဖက်တွေညှိတွဲနေတဲ့လူမျိုးတွေဖြစ်တဲ့အတွက်အပြောင်းလဲနေပေါ့လုပ်ငန်းပြောင်းဖို့အတွက်ဆိုရင်ချီချီဝေးသိစဉ်းစားနေတယ်ပြောင်းလဲနေရာတိုင်းအပြောင်းလဲနေဆိုလှုပ်လှုပ်ချာချာရုန်းကန်ကြည့်ကြည့်ပါတေချာပါတယ်မိတ်ဆွေတို့အတွက်တခုခုတော့ထူးခြားမှာငကူကအစင်မပြေတာထက်စာရင်တော့နေရာလေးတခုတန်းလေးတခုအစင်တန်းလေးတခုတော့ရရှိလာမှာအသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေရင်ကသာသမီအစင်မပြေတဲ့ခက်ခဲတဲ့မိတ်ဆွေများရုန်းကန်ကြည့်ပါလက်ရှိငကူကနေရာဟောင်းကြီး လုပ်ငန်းဟောင်းကြီးကိုဖတ်တွယ်နေတာမျိုးဥမာအိမ်ထောင်ရှိတဲ့မိတ်ဆွေများပို့ရလဲအိမ်ထောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးတယောက်နဲ့တယောက်တူးနဲ့တူးကမျက်နှာချင်းဆိုင်ကိုပြဿနာတက်နေတာမျိုးတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်အပြောင်းလဲလေးနဲ့ဆုံးဖြတ်ချက်တခုကိုကရမ်းကြီးရှစ်လို့အလိုလိုက်ပြီးတော့ လောက်လောက်ပေးနေတာမျိုးအင်္ဂါသာသမီးလူငယ်တွေအရှိန်နဲ့ပတ်သက်ရင်လေကိုကအရန်ကြီးချစ်လို့မှများပြီး long time relation ကိုသွားနေရမိတ်ဆွေများကိုကအချိန်ကြာကြီးတယောက်နဲ့တယောက်တယောက်တွဲနေတာထက်စားလို့ရှိရင်ငကူကတော့သူ့ကိုချစ်တယ်သို့တော့ရက်ဆဲမဲ့ပြက်ဆဲမဲ့ဆိုတဲ့စကားမျိုးပြောပြီးတော့မှငါအစ်စ်တွေ့နေတာမျိုးလောက်ကြည့်ဒါဆိုရင်အေးဆက်နေတဲ့အခြေရေးတွေတုံးနဲ့တူတယောက်နဲ့တယောက်ပြောက်ကွယ်နေတဲ့နှွေးထွေးမှုတွေတုံနဲ့တူအိမ်တော်ကြီးမှဆိုရင်လဲနားလဲမှုလေးတွေ ATA ဆက်ဖြစ်နေတဲ့အခြေအနေလေးတွေမှာအိမ်တော်တစ်ခုမှလဲ တယောက်နဲ့တယောက်နှွေးထွေးမှုငိမ့်ချမှုတွေအားနည်းနေတဲ့အင်္ဂါသားသမီးမိတ်ဆွေများအပြောင်းလဲလေးဖြစ်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်ငကူကတုံးနဲ့တူတော်တီတော်တီလေးပဲဒီတိုင်းလေးသွားနေတဲ့မိတ်ဆွေများအပေါ်ကတော့ချစ်တူပြီးတော့ဆုံးဖြတ်ဆောင်ရွက်လှုပ်ဆောင်ကြည့်ပါဒါဆိုရင်သိကြတဲ့အပြောင်းလဲနဲ့ချင်းကြအားသာမှုတွေတူတက်မှုတွေရရှိလာမှာအသေးစားပဲဖြစ်ပြီးတော့ငကူကတုံတီယုံကြီးအဲငကူကအချစ်တွေအားနည်းနေတဲ့သူများအပေါ်ဆိုရင်တော့လက်ရှိကာလအတိုင်းမှာချစ်တူပြီးတော့ အားသာနိုင်စရာအကောင့်ဘက်ကိုတွားစရာအကောင့်ဘက်ကိုရောက်ရှိနိုင်စရာရှေ့တို့ပြီးတော့ကံရဲ့တိုးတက်မှုရရှိနိုင်စရာကာလဖြစ်တဲ့အပြင်ကိုမိတ်ဆွေကံကောင်းနေတဲ့မိတ်ဆွေများဖို့ရတယ်ကံကိုတိုးတက်အောင်ထိမ့်သိမ့်သွားဖို့လိုအပ်ပါတယ်ဒါအပြင်2020 ငါခုနှစ်ရကန်နေကိုကောင်းမွန်စေဖို့အတွက်အင်္ဂါသားသမီးတွေဘာကိုလှုပ်တင်တယ်လဲဆိုရင်တော့မိစေအင်္ဂါသားသမီးတွေအနေနဲ့ဘာမှတော့ဆူဆူဝေးမလဝေးညံ့နေတာတွေဘာတွေရှည်ဝေးမရှိဘူးတကယ်လို့မှမိစေတို့အနေနဲ့အင်္ဂါသားသမီးများအနေနဲ့ကန်စတာတက်စီရန်အတွက်ဆိုရင်တော့ဆရာငယ်နှစ်ကုန်ကန်ကြီးကတင်တဲ့သို့မဟုတ်ရင်လည်းဆရာအရင်နှစ်တရားတင်ထားတဲ့အမိန့်ပြန်တန်ရေရာဆိုတာလေးရှိတယ်အမိန့်ပြန်တန်ရေရာလေးရှိတယ်မိစေတို့အနေနဲ့အမိန့်ပြန်တန်ရေရာလေးကိုလိုက်လှုပ်တာမျိုးဖြစ်စေပြက်ကရင်ရေရာလေးကိုလိုက်လှုပ်တာမျိုးဖြစ်စေလှုပ်ကြည့်တင်တယ်လို့ဆရာကအကြံပေးလို့တယ်အင်္ဂါသားသမီးမိစေတွေကတော့ ဆရာနဲ့တော်တော်လဲရင်းနှီးတယ်ဆိုတော့ပြောစရာတော့လိုတော့မှမတင်ပါဘူးတခါအင်္ဂါ GP မှာတော့အဲဆရာငယ်အင်္ဂါစရီကောင်းကုန်မကောင်းဘူးဆရာကြားဖြတ်ပြောလိုက်ရှင်သေးတယ်အင်္ဂါဒီကောင်းကုန်မကောင်းဘူးဆိုတော့ကောမန်တွေမှာတယောက်ရှိပါတယ်ကောမန်လေးကဆရာငယ်ရဲ့ဟိုဟာတွေလိုက်ကြည့်တယ်သူကအင်္ဂါဆိုအကောင်းပြောတယ်ဆိုတာဆရာကအားလုံးကိုကောင်းစေချင်တာပါခင်ဗျာတို့တော့အဲဓာလေးတစ်ခုကိုလည်းဆရာပြောလို့ပါတယ်တို့အပြင်အင်္ဂါသားသမီးမိတ်ဆွေတွေနေနေရတော့ဒီနှစ်ကစကားတွတ်တွတ်ဂလာမင်နာရောင်နဲ့ဆက် ငါခုနှစ်တည်းမှာကန်နေစကားနေအားနေခဲ့ရင်တော့မှမိတ်ဆွေတို့အနေနဲ့26မှာတော့တည်ကြတဲ့အဲချစ်တိုးပြီးတော့အပြောင်းလဲလေးနဲ့အစ်တတိုးရှက်ပြီးလှုပ်ဆောင်ကြည့်မိမိလုံးနေတဲ့နယ်ပယ်ကြီးတစ်ခုကနေပြီးတော့အစင်မပြေမှုတွေရရှိနေတယ်ဆိုရင်တော့နယ်ပယ်အစ်တကလေးတစ်ခုခုချင်းချက်တစ်ခုခုအပြောင်းလဲလေးတစ်ခုခုနဲ့ရုံးကန်ကြည့်ပါလှုပ်လှုပ်ရှားရှားနဲ့တည်ကြတဲ့အားသာသွားပါလိမ့်မယ်အ ਨੇ ဆုံးတော့ဗျာခရီးလေးတစ်ခုထွက်ကြည့်လိုက်တာမျိုးသို့မဟုတ်လို့ရှိရင်တော့အပြောင်းလဲလေးတစ်ခုနဲ့နေရာထိုင်ခင်းတစ်ခုခုနဲ့ပုံမြင်နေတဲ့အမြင်လေးတစ်ခုခုကိုပြောင်းလဲပြီးတော့အခြားနေရာတစ်ခုမှဒီလိုလေးတော့မြင်ပါလားဆိုပြီးတော့ အပြောင်းလဲနဲ့မြင်ကြည့်လိုက်ပါသေချာပါတယ်အင်္ဂါသားသမီးမိတ်ဆွေတွေကိုအပြောင်းလဲနဲ့ထူးခြားမှုနဲ့ကံကောင်းမှုတွေတိုးတက်မှုတွေရရှိစေမှာအသေးချာပဲဖြစ်ပြီးအင်္ဂါသားသမီးတွေက2026ထဲမှာမိတ်ဆွေတို့အနေနဲ့ကန်ဆာတာတက်စီဖို့အတွက်တိုးတက်စီဖို့အတွက်ဆိုရင်တော့ဘာမှမလိုအပ်ပါဘူးခင်ဗျာဆရာတို့ဂတ်ထုဆာရွက်လေးတစ်ခုပေါ့နော်ဂတ်ထုဆာရွက်လေးတစ်ခုမှာအဲကတ်ထုဆာရွက်လေးတခုမှာဆရာတို့3ကန်လို့ပုံစံလေးဆွဲလိုက်3000ပါမယ်3ကန်လေးပုံစံလေးဆွဲလိုက်ဆွဲပြီးသွားလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ပတ်စံရည်အတွင်းမှာအဖြူရောင်ကတ်ထုဆာရွက်ကလေးတခုပေါ်မှာနော်3ကန်လို့လေးဆွဲလိုက် သရိကံလို့လေးဆွဲပြီးတော့ခါကြတော့သရိကံဆိုတော့မိတ်ဆွေတို့အနေနဲ့တောင်းရလဲကွက်တိကြာမယ်ပေါ့နော်အဲ့ဒီအရှင်နဲ့တောင်းနဲ့သရိကံလို့ပုံစံလေးကွက်တိကိုကြာမယ်ကြာပြီးဒီလိုမျိုးပေါ့နော်သရိကံလေးကိုဆွဲဆွဲပြီးတော့လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲ့ဒါကဆရာတို့အဲဒလောက်လောက်တူလေးပဲလိုအပ်ပါတယ်ဒလောက်လောက်တူလေးပဲလိုအပ်တယ်အဲဒလောက်လောက်တူလေးပဲလိုအပ်တယ်တလက်မပတ်လေလောက်ပေါ့နော်အဲ့ဒါလေးကိုသရိကံလေးကိုစိုက်ကြကြခိုက်ကြကြလေးဆွဲလိုက်ဆွဲပြီးတော့လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲ့ဒီရဲ့အဖြူရောင်ကတုစာရကလေးကိုပလတ်စတစ်လေးလောင်းလိုက်ပလတ်စတစ်လောင်းပြီးတော့မိတ်ဆွေရဲ့အိတ်ခတ်အတွင်းမှာဖြစ်စေပတ်စံအိတ်အတွင်းမှာဖြစ်စေစောင့်သွားပါထူးထူး ချချားနဲ့အတိုက်ခိုက်တွေกินပြီးအဆင်ပြေမှုတွေရရှိလာမှသိကြပါတယ်။ဒါ့အပြင်ကန်ဆာတာတိုးတက်မှုတွေနဲ့2026ရဲ့ကံရဲ့အားသာမှုရရှိပြီးတော့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ဒီကြတဲ့မိဆွေတို့2026မှာကန်ဆာတာတွေတိုးတက်စီဖို့အတွက်ဆိုရင်တော့မိဆွေတို့အနေနဲ့မိမိတို့အနေနဲ့မိမိရဲ့အိမ်ရဲ့နော်အရှိတ်အယက်မျက်နှာဘက်ကိုလဲအရှိတ်ဆိုတာမသိရင်နေထွက်တဲ့အယက်ဘက်ကိုလဲပြီးတနေ့ကိုသူမဟုတ်ရင်တစ်ဘက်ကိုတစ်ခါတော့နေထွက်တဲ့အယက်ကိုမျက်နှာမူပြီးတော့ဗုဒ္ဓအောင်ပြီဆိုပြီးတော့လက်ခုပ်ကလေးသုံးချက်နော်တစ်ခါယူရင် ဗုဒ္ဓအောင်မီဒီလိုလေးဗုဒ္ဓအောင်မီဆိုပြီးလက်ခုပ်လေး၃ချက်လောက်တီးလိုက်ပါဒါဆိုရင်မက်ရှိတို့ရဲ့ပိတ်နေတဲ့လက်တွေကိုယ့်ရဲ့ကံကြမ္မာဇူကြီးကနေပြီးတော့ကံကောင်းမှုတွေရရှိပြီးတော့ကံကြမ္မာကောင်းနေအဲနှစ်ကောင်းနှစ်မျက်တွေနှိုးထားလိုက်တဲ့သဘောနဲ့ကံစတာကိုတိုးတက်စီမှာအသေးချာပဲဖြစ်တယ်ဆိုတော့အင်္ဂါသသမိမိတ်ဆွေတွေကို2026မှာ ကန်စာတာကောင်းစီဖို့အတွက်ဆိုရင်လက်ရှိရှိနေတဲ့ဒီဇင်ဘာကနေပြီးတော့မတ်လတွင်ကိုရုံရုံကန်ကန်လှုပ်လှုပ်ချာချာအပြောင်းအလဲလှုပ်လိုက်ရင်ကန်စာတာကောင်းမယ်ကန်စာတာတက်နေတဲ့မိတ်ဆွေများဒီကာလအတော်တွင်မှာတိုးလှုပ်လို့ကောင်းတယ်လို့ဆရာကပြောရင်2026ကိုကောင်းမွန်မှုတွေနဲ့ကြိုးဆိုလိုက်ရအောင်လာပြီအတာစားတဲ့ဗုဒ္ဓဘူးဗုဒ္ဓဘူးတွေပါဆရာကိုမှတ်မိကြပါအောင်ခင်ဗျဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေတွေရဲ့ကံကရောအရှင်နေဘယ်လိုရှိလဲ1989မှာကံရှင်နေမရဏအိလာဒီအတာစားတဲ့ဗုဒ္ဓဘူးတွေအတွက်ပြောလိုက်ကြအောင်ခင်ဗျ